လူရင်းထိုးတဲ့ဒါကြောင့်ဒုက္ခတွေ့နေရတဲ့ခြေတွေတင်ရဖြစ် မင်္ဂလာပါပရိသတ်တို့ရဲ့ Wonderly Channel ကနေကြိုဆိုလိုက်ပါရနော်။အမြဲတမ်းပေါ့ပေါ့တန်းတန်းပြောဆိုနေထိုင်ကြလို့ပရိသတ်ဝေဖန်တာကိုကြီးကျယ်ခံနေရတဲ့ Cherry Thing ကတော့အနေထိုင်နဲ့မလိုက်အောင်စေထားကောင်းတစ်ခုကိုပိုင်ဆိုင်ထားသူတယောက်ပါရှင်။သူကအခြေအနေပတ်သက်ပြီးအရန်ပုံမှန်လင်းလင်းပြောချင်လို့ပရိသတ်မျက်မှုန်းကျတာခံနေရတယ်လို့အပြင်အစင်ပိုင်းနဲ့ပတ်သက်ရင်လည်းအမြဲတမ်းဝေဖန်ခံနေရသူတယောက်ပါ။စကားကိုတတ်တတ်လပ်လပ်ပြောဆိုတတ်ပြီးအမြဲတမ်းပရိသတ်တွေနဲ့သဟဇာတာမဖြစ်ခဲ့တဲ့ Cherry Thing ကတော့အခုဆိုရင်လူရင်းထိုးတဲ့ဓာတ်ကြောင့်စိတ်ညစ်နေရပြီဖြစ်ပါတယ်။ Cherry Thing ကတော့တကယ်ချင်းအရင်ကြီးရဲ့လောရဲ့ကြောင့်စိတ်ညစ်နေရတာပါရှင်။ Cherry Thing ကတော့လူမှု ေးကောင်းတဲ့အမှုပညာရှင်တယောက်ဖြစ်ပေမဲ့တငယ်ချင်းကိုတော့မြင်မြဆဆမပောင်းတက်ပါဘူး။သူကအမှုပညာနဲ့ပတ်သက်ရင်သာစင်မမာလူတိုင်းနဲ့လက်လျောညီထွေအောင်နေပေမဲ့အပြင်မှာသူနဲ့ခင်တဲ့တငယ်ချင်းကလက်ချွေလို့ရပါတယ်။ချယ်ရီတင်ကသူနဲ့စိတ်တူကိုယ်တူဖြစ်မဲ့တငယ်ချင်းတွေကိုသာစိတ်နှစ်ပြီးတော့ပောင်းတက်သူလည်းဖြစ်ပါတယ်။တငယ်ချင်းတွေကိုစိတ်နှစ်ပြီးပောင်းတက်တဲ့ချယ်ရီတင်ကတော့အခုဆိုရင်တငယ်ချင်းတယောက်ရဲ့အလုပ်ရဲ့ကြောင့်စိတ်ညစ်နေရပြီဆိုတာကိုဖွင့်ပြောလာခဲ့ပြီးဖြစ်ပါတယ်။ချယ်ရီတင်နဲ့အရန်ခင်ရတဲ့တငယ်ချင်းကချယ်ရီတင်ရဲ့ငွေသိန်း300ကိုလိမ့်လေသုံးစွဲခဲ့တာဖြစ်ပါတယ်။ချယ်ရီတင်ကတော့ငွေကြေးပြဿနာတက်တာအချင်းကြားခဲ့ပြီးမဲ့တစ်ခါမှထုတ်မပြောခဲ့ ဲ့ဘူးပါဘူး။သူကတငယ်ချင်းရဲ့ဂုံသိက္ခာညှုံနှမ်းမှာဆိုတဲ့စိတ်နဲ့သိခံပေးခဲ့တာအခုအချိန်ထိပါ။ချယ်ရီတင်ကလိန်သွားတဲ့တငယ်ချင်းကိုငွေချေးထားတာမျိုးလည်းမဟုတ်တလို့ငွေရထားတာလည်းမဟုတ်ပါဘူး။သူကငွေသိန်း300ကိုအလုပ်ကိစ္စတစ်ခုနဲ့ထားတာချိန်မှာတငယ်ချင်းဖြစ်သူကငွေကိုလိန်ပြီးတော့သုံးဆဲခဲ့တာပါ။ချေးထားတဲ့ငွေမှုပြန်မဆက်နိုင်ရင်တော့သူ့အနေနဲ့တမျိုးလိုတွေးရပေမယ့်အခုလိုမျိုးအပြောတစ်မျိုးအလုပ်တစ်မျိုးလိန်နေတာကိုသူ့အနေနဲ့ခံမြင်နေတာဖြစ်ပါတယ်။ချယ်ရီတင်ရဲ့တငယ်ချင်းမိသားစုကပညာတတ်တွေကြီးပါ။ချယ်ရီတင်ကတော့အရန်ခင်ရတဲ့ပညာတတ်တဲ့ငွေလင်ခံလိုက်ရလို့စိတ်ငြိမ်ရတယ်လို့တငယ်ချင်းဖြစ်သူကစကားက ကိုလှည့်ပြီးပြောဆိုနေတာမို့ဒေါသထွက်နေရတာဖြစ်ပါတယ်။ချယ်ရီတင်ကတော့အလင်းခံလဲရတဲ့ငွေကိုပြန်ရဖို့စောင့်နေတာအချိန်တော်ကြာပါပြီ။ ချယ်ရီတင်းကတော့သူ့စီကလိန်ချတဲ့ငွေသိန်း300ကိုတစ်လုံးနဲ့မကြောင်းပဲတငယ်ချင်းပေးသလိုအရေးကြနဲ့ယူပေးခဲ့ပေမဲ့ဆက်ဖို့ကြမ်းတဲ့ငွေကိုမပေးဘဲနဲ့ဝိနေတာမှုအခုလိုထုတ်ပြောလိုက်တာဖြစ်ပါတယ်။ငွေကိုအစင်ပြေသလိုခွဲပေးနေတာမှုငွေကောင်းကွဲပေမဲ့ချယ်ရီတင်းကတော့ပေးရင်ပြီးရောဆိုတဲ့စိတ်နဲ့ယူခဲ့ပေမဲ့ကြမ်းတဲ့ငွေသိန်း160ကိုမပေးဘဲလှက်ပတ်နေတာမှုသူ့အနေနဲ့ထုတ်ပြောလာခဲ့တာပါ။ချယ်ရီတင်းကတော့တငယ်ချင်းဖြစ်သူရဲ့အလုပ်ရက်ကိုမုံပြီးတော့ကြည့်မရဖြစ်ပေမဲ့ပြပြခါကတော့မလုပ်ရပါဘူး။သူကအမှုပညာရှင်တရားမှုသတင်းတစ်ခုတင်လာရင်ပြည်သက်တွေစိတ်ဝင်စားမှုရမှတေချာပေမဲ့တငယ်ချင်းရဲ့နာမည်ကိုရောပုံကောမှာထုတ်မပြသေးပါဘူး။ ဘူးတူတက်နေတဲ့ခေကြီးမှာလိုင်းဘော်ကနေအကျွေးတောင်းနေအဆက်ခွဲနေပြီမဲ့ချယ်ရီသင်းကတော့တငယ်ချင်းကိုလည်းပြန်ခဲ့နေတာမို့အခုထိအချိန်ကြာနေတာပါချယ်ရီသင်းကတော့တငယ်ချင်းရဲ့အလုပ်ရက်ကိုမကြိုက်ပြီမဲ့လိန်သွားတဲ့တငယ်ချင်းကပညာတတ်တယောက်ဖြစ်တယ်လို့သူသာပုံတင်လိုက်ရင်ရှေ့လျှောက်နာမည်ပြန်နဲ့လှုပ်ရှားမရမှာကိုစိုးရင်ပြီးတော့အသိခံပေးနေခဲ့တာဖြစ်ပါတယ်ရှေ့စရမယ့်ဘဝလဲကအများကြီးကြံနေသေးတာမို့တငယ်ချင်းရဲ့အောင်မြင်မှုကိုမပိတ်ချင်တယ်လို့အညွန့်လည်းမချိုးချင်တာမို့ကြံတဲ့ငွေကိုအမြန်လာပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်ချယ်ရီသင်းကတော့သူရောက်ဖို့ကြံတဲ့ငွေ360ကိုပြန်လာပေးဖို့တောင်းဆိုလိုက်တယ်လို့သူ့အနေနဲ့ဘာမှထိခိုက်အောင်မလုပ်ချင်ဘူးဆိုပြီး ပြီးတော့အတိပေးလိုက်ပြီးလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလေးပြစေ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ Wonderly Channel လေးကိုလည်းအားပေးကြပါဦး။အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများစီတင်ပါရဲ့ရှင်။